ကျွန်တော်လောင်မဲနဲ့ပေါ့1389ခွန်မြန်မာနှစ်1389ခွန်အတွက်ကျွန်တော်အခု900တောင်မီတနစ်စာဟော့ဂင်းလေးတွေစတော့နေတော့ဟိုတွက်ပြီးကျွန်တော်ဟော့စတန်ရေးပေးမှာပေါ့အဲ့ဒီမရေးပေးခင်လောဆယ်တိတိတဲ့ဟာလေးတွေချက်ပြောမှာပြောမှာအဓိကကျမ်းမာရေးပြလူတယောက်မှကျမ်းမာရေးတိတ်တိကကြတယ်ကျွန်တော်ကိုယ်တိုင်လည်းကျမ်းမာရေးတစ်နှစ်လောက်တစ်ချောင်ချောင်ဖြစ်နေတာဖြစ်တဲ့အတွက် ကျောင်းမကြီးကိုစိတ်ပူတယ်ဗောနော်စိတ်ပူတယ်ကျွန်တော်ကိုယ်တိုင်ကိုကျောင်းမကြီးကိုကြည့်တယ်ကျွန်တော်အလုံးမလုံးနိုင်မင်းနဲ့အချို့ရက်ဒီမှာအရန်ပယ်မန်းတာတွေခေါင်းရံကြိုက်တာတွေနော်နှစ်ရက်သုံးရက်လောက်ခေါင်းကြိုက်နေတာမျိုးတွေအလုံးမလုံးနိုင်မင်းဝိဖြစ်နေတာမျိုးတွေအခြားအခြားနော်ဟိုပါစနယ်နေနေဆန်တဲ့အချို့နေရာတွေမှာအခြားလူတွေတို့ကအစိမ့်နောက်ချက်ဖြစ်မဲ့ယောဂါတွေလည်းကျွန်တော်အများကြီးဖြစ်တယ်ဗောနော်အများကြီးဖြစ်တယ် အဲကျောင်းမကြီးနဲ့ပတ်သက်ရင်ဒီတနေ့လုံးကျွန်တော်မကောင်းအလုပ်တွေမလုပ်နိုင်ဘူး messenger မှာစာတွေကိုကျွန်တော်အကုန်မပြန်နိုင်ဘူးချို့လူတွေစိတ်ပြက်သွားတာတွေအများကြီးကြုံရတယ်အဲ့တော့ကျောင်းမကြီးနဲ့ပတ်သက်ရင်သိအရေးကြီးတယ်လူကကျောင်းမကြီးခြေနေမကောင်းရင်စီးပွားရေးလည်းခြေနေမကောင်းလူမှုရေးလည်းခြေနေမကောင်းပညာရေးလည်းခြေနေမကောင်းဘူးငွေကြေးလည်းခြေနေမကောင်းဘူးကျောင်းမကြီးရော့တာနဲ့အကျန္တာကုန်ရက်တာပဲနော်အဲ့တော့လာမဲ့1380ခွန်1380ခွန်ဆိုတာဒီတကြံကြော်ပြီးအတက်နေကြော်ပြီးနှစ်ဆန်းတရက်တရက်စပြီး 1389ပြောင်းတာ1389ကိုပြောင်းတာဒါဆို1389ဆိုတာကမြန်မာနှစ်ကူမလို့တော့ဘူးကံကအခုစပြီးတော့ဟိုတပေါင်းတကူဆိုစတိုက်ရောက်တော့မှာတိုက်ရောက်နေပြီလို့တော့ပြောလို့ရတယ်အဲ့တော့လာမဲ့တကြံကစလို့တနစ်စာနေနံနေလိုက်ကျမကြီးတွေတစ်ချက်ပြောပြခြင်းတာအဲ့တော့1389နဲ့ရောက်လာပြီဆိုတင်းကလေးသားသမီးတွေအနေနဲ့ကျမကြီး အရင်စူးစူးဝါးဝါးမရှိဘူးဗျစူးစူးဝါးဝါးတော့ကြားမှရညံ့နေတာမရှိဘူးပေါ့ပါပါယောဂါလေးတွေဖြစ်မယ်ဖြစ်နေကြယောဂါလေးတွေကိုယ်ဝင်လဲဖိဖိနဲ့တက်တာဝင်ရမယ်ကြားမှရနေပတ်သက်ပြီးအရင်ကဆိုးနေတဲ့ကြားမှရအញ្ញံအဆိုးလေးတွေညော့သွားမယ်ယောဂါရှာဖွေလို့ကောင်းတယ်ယောဂါရှာဖွေလို့ကောင်းတယ်ဆိုတော့ယောဂါတွေ့ပြီးအနာနဲ့ဆေးတွေ့ပြီးကုသလို့ကောင်းတာဒါကြောင့်ပဲ စေုံစေကံသွားမယ်လိုအပ်တဲ့ဟာလေးတွေစစ်ဆေးတာမျိုးတွေမက်ဒီကယ်ချက်ကလောက်တာမျိုးတွေလုပ်ပြီးတော့စေစာစေတောက်လုပ်မယ်ဆိုရင်ကျမကြီးနဲ့ပတ်သက်ပြီးပို့ပြီးအားရစရာအနေထားမျိုးဖြစ်တာဖြစ်တဲ့အတွက်ကျမကြီးနဲ့ပတ်သက်ရင်တော့ဒါရှင်းရှင်းပြောရင်အရန်ကြီးညံ့နေတာမျိုးတော့တင်းငွေသားမီးတွေမှာမရှိဘူးဆိုတာတွေ့ရတယ်။အမှဘာထက်တွေ့ရလဲဆိုတော့တင်းငွေသားမီးတွေနေနေနည်းနည်းလေးပျော်စရာလေးတွေဦးစားပေးရင်ပို့ပြီးကျမကြီးလို့ပြောတယ်။ဒါကြောင့်ပျော်ပစားထွက်ပေးတာမျိုးစိတ်ချမ်းသာနေတာမျိုး ပေါ်ပေါ်ပါလေးနေတာမျိုးအရန်ကြီးတာဝင်နေအရန်ကြီးဝင်နေမိသားစုကိစ္စတွေအရန်ပခုံးပေါ်တင်ထားတဲ့လူတွေအတွက်တော့စိတ်ထောင်းကိုကြည်ဆိုသလိုကျမကြီးညံ့နိုင်တယ်။ဒါကြောင့်ဒင်းတွေသားမိတွေကပျော်ပျော်နေပါစိတ်ညစ်ရှာတွေကိုလည်းအပျော်နဲ့ကူပြောင်းပြီးစဉ်းစားပါ။ဟောဒီစိတ်ညစ်ရှာဘာမှမဟုတ်ပါဘူး။ဟိုလူတွေနဲ့ရှင်လိုက်ရင်ငါစိတ်ညစ်ရှာငါဒုက္ခငါတောကဆိုတော့ဘာမှမဟုတ်သေးဘူး။ဟာဒီလောက်ဒုက္ခရောက်တာတော်သေးတယ်ဟိုလူတွေဆိုဒီထက်ဆိုးသွားတာအဲဒီလိုမျိုးလေးကိုဖြည့်သွေးပါ။ ဒါဆိုတင်းကလေးသားမီးတွေကအကြမ်းမကြီးမညံ့ဘူးဒါကြောင့်ပျော်ပျော်နေစိတ်ချမ်းသာအောင်နေတောကတွေကိုဖြည့်သိမ့်နိုင်အောင်ကြိုးစားပါတင်းလားတင်းလားသားမီးတွေအနေနဲ့အကြမ်းမကြီးအညံ့အစိုး1380ခုမှမရှိပါဘူးနဲပါတယ်အကြမ်းမကြီးနဲ့ပတ်သက်ပြီးအရန်ကြီးစိုးနေတာမျိုးမရှိဘူးတခုပဲအရက်သေးစားတော့မတည့်ဘူး အရက်တောက်တတ်တဲ့အရက်ကိုအမြဲတစေတောက်နေတဲ့ပွဲရှင်ရပုံမူပြီးတော့လူမှန်းသူမှမသိအောင်တောက်တတ်တဲ့တင်းလာသားမီးတွေလေဖြတ်တတ်တယ်။သွေးဆောက်တတ်ပြီးအာယုံကြောမှာသွေးခဲတာတွေအလွန်ဖြစ်လိမ့်မယ်။တာမန်နေရကောင်းကျမကြီးလိုက်စားမယ်နေတိုင်းစားသောက်မှုမှန်မယ်နော် ကျမအောင်နေနေတဲ့တင်းလာသားသမီးတွေမညံ့ဘူး။နော်အသက်ကြီးလို့88ဆံမို့လို့အရွယ်လုံလို့တော့သူနားမဲ့အရွယ်အိုအားမဲ့အရွယ် နော်ဒီရွယ်မို့လို့နာတာကိုမပြောဘူးနော်။တာမန်အားဖြစ်ဆိုရင်ကျမ်းမာရေးတဲလာသားမိတွေကအရင်ကြီးဆိုးမနေဘူးထောင်းတော့80ခုမှာကောင်းတယ်လို့တောင်ပြောလို့ရတယ်။ကောင်းတယ်လို့တောင်ပြောလို့ရတယ်။ဒါတော့ကျမ်းမာရေးတဲ့ဘက်ကတဲလာတွေကအရင်ကြီးစိတ်ဘူးစိတ်ရောရမယ်ဟာမျိုးစိတ်ညစ်ရမယ်ဟာမျိုးတော့မရှိဘူး။ဒါမှကိုကိုတိုင်းအရက်သေးတာတောက်စားမယ်။လေဖြတ်နိုင်တဲ့တက်စာတွေစားမယ်ဆိုရင်တတိထားပါအဲ့ဒီရရှိပါတယ်။နောက်ပြီးတော့ကျွန်တော်တို့သွားအောင်အင်းကအင်္ဂါသားမိကျွန်တော်လည်းအင်္ဂါပဲ။ထောင်းတော့86ကတိတ်ပြီးတော့ ကျမကြီးညံ့တာပဲ89မှာရောကောင်းပြီလားကျွန်တော်ကကျွန်တော်ပြန်ကြည့်တယ်89လည်းမကောင်းသေးဘူးတဲ့အညံ့ကအချိန်ပါနေတော့အဲ့တော့ကျွန်တော်အတွက်ဒီနှစ်ကလည်းအရင်မျောနေချင်မရှိဘူးရောအင်္ဂါသားမီးတွေအတွက်ကျန်တဲ့အင်္ဂါသားမီးလည်းပါတာပေါ့ဗျာအမှားနဲ့ဖွားစားတာပါညံ့နေတယ်ရောက်တဲ့အတပိုင်းချားတွေပါညံ့နေတယ်လူကတော့ပိုညံ့တာပေါ့ဒါပေမဲ့နှစ်ကလောက်တော့အရင်ကြီးမဆိုးတော့နည်းနည်းလျော့သွားတယ်မနေ့က85 80ကျားနှုန်းလောက်အင်္ဂါသားမီးတွေကကျမကြီးညံ့ကြတယ်ဒီနှစ်မှာတော့40ကျားနှုန်းလောက်ပဲ ညံ့တော့တယ်မဆိုးဘူးပေါ့မနစ်ကားတော့မဆိုးတော့ဘူးဒီနှစ်ကဒါပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တရားခိုင်နှုန်းကောင်းတယ်လို့ပြောလို့မရဘူးဒါကြောင့်အင်္ဂါသားမိတွေကကျမ်းမာရေးဆက်လက်ဆက်လက်ညံ့ဖွင့်ပွဲရာရှိနေတုံးပဲလို့ပရမဥစွာပြောခြင်းပါတယ်မပေါ့နဲ့ကျမ်းမာရေးလိုက်စားပါအဲလိုက်စားပါလေ့ကျင့်ခန်းတွေလုပ်ပါအဲ့ရေးပြမခံပါနဲ့နော်ဒါလေးတွေကျွန်တော်ပြောလို့ပါတယ်ငါရပြီးတော့ကျွန်တော်တို့သွားအောင်သွားအောင်ဗုဒ္ဓဘုရားသမီးတွေ တော့ဗုဒ္ဓဘူသားသမီးတွေအနေနဲ့ဒီနှစ်မှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအကုန်လုံးချွတ်ချော်ပါတယ်။ယာဟုမပါဘူးနော်။ယာဟုကနည်းနည်းတက်တာတော့ယာဟုထဲမပြောဘုဒ္ဓဘူနဲ့ယာဟုမှာယာဟုကနည်းနည်းကြမ်းမာကြီးကောင်းတယ်။ဗုဒ္ဓဘူကမကောင်းဘူးလို့ဆိုလိုတာ။အဲ့တော့ဗုဒ္ဓဘူသားသမီးတွေအနေနဲ့ကြမ်းမာကြီးဂျိုရုပ်ရော့နေတယ်။ကြမ်းမာကြီးနဲ့ပတ်သက်တဲ့ဂျိုတွေမကောင်းဘူးလို့ပြောတာ။နော်။ ရုပ်ပိုင်းဆိုင်ရာအားနည်းတယ်ဆိုတော့ပင်မန်းတာမျိုးနည်းနည်းလေးပို့ပြီးတော့လှုပ်ရှားရှားလှုပ်ရင်မောလာတာမျိုးခန္ဓာကိုယ် physical အားဖြင့်ဝါလာတာမျိုးပိန်သွားတာမျိုးရုပ်ပိုင်းဆိုင်ရာပါအားနည်းလာတယ်အရင်ကြီးအရင်အားလုံးပင်မန်းမခံနိုင်တော့တာမျိုးရင်တော့ဒါလေးထမ်းလိုက်ပြီးပြုတ်လိုက်ပါဘာပြအခုနည်းနည်းလေးထမ်းလိုက်တာနဲ့မောတာမျိုးလမ်းလေးဝိုးဝေးလေးရှောက်လိုက်တာခဏလေးပြေးလိုက်တာနဲ့ခန္ဓာကိုယ်ကနည်းနည်းလေးဟိုက်လာတာမျိုးဒီလိုမျိုးဖြစ်တတ်တယ်လို့ပြောတာစိတ်ပိုင်းဆိုင်ရာတော့နည်းနည်းလေးဟိုအခြားကံတွေပါညံ့တာဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပါနည်းနည်းလေးအားနည်းတယ် စိတ်ညစ်စရာတွေရှိတော့ကျမကြီးပါရုတ်ရော့လာတယ်။ဒါကြောင့်ဗုဒ္ဓဘူသားမီးတွေနဲ့ကျမကြီးအားနေချက်1389မှာရှေ့ကိုရှိနေသေးတယ်။ဂျာသာပရိသားမီးတွေဂျာရီသားမီးတွေတော့ကျမကြီးနဲ့ပတ်သက်ရင်အထူးသဖြင့်ကျွန်တော်တို့သိထားရမယ့်ကိစ္စကဘာလဲဆိုတော့ကျမကြီးကဒီနှစ်မှာအရင်ကြီးမကောင်းသေးဘူးဗျ။ဂျာရီသားမီးတွေကနော်ယာဟုဂျိုအာမကောင်းဘူး။ ားနေချက်ရှိတယ်အဲ့တော့ကိုယ့်ရဲ့အတက်တက်ကြိုရုပ်ရော့တယ်အတက်တက်ကြိုရုပ်ရော့တယ်ဆိုတာဘာလဲဆိုတော့ဒီတိုင်းကြီးကျမ်းမာရေးသွားညံ့နေတာမျိုးမဟုတ်ဘူးနော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဒီတိုင်းကြီးသွားဆိုက်ဆိုးနေတာမဟုတ်ဘူးမဖြစ်ရင်မဖြစ်ဘူးဖြစ်ရင်ကျမ်းမာရေးကြာတာမျိုးယောဂဖြစ်လို့ဆေးကုရင်လည်းချက်ချင်းမတက်တာတာမျိုးနည်းနည်းကြာတယ်ပေါ့ဗျာယောဂဖြစ်နေတာကြာတယ်ကိုယ်ရင်ချက်ချင်းမပြောက်ဘူး ခဏပြောက်လဲပြန်ပေါ်လာလဲအကင်းမသေးဘူးဒီလိုမျိုးတွေဖြစ်တတ်တာကြာပြေးသားမိတွေကနော်တောက်ကြသားမိတွေကျမ်းမာရေးကောင်းပါတယ်ကျမ်းမာရေးစိတ်ပူစရာအရင်ကြီးမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်ပြီးအရင်ဟိုစိတ်ညစ်စရာအရင်ကြီးမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်ပြီးအားကောင်းတယ်တခုပဲအရင်ကြီးခရီးသွားလုံးတဲ့လူတွေတတိထားပါရေပြောင်းမြေပြောင်းကြောင့်ကျမ်းမာရေးညံ့တာမျိုးယာရီဥသူမတူတဲ့အတွက်ကျမ်းမာရေးညံ့တာမျိုး အချို့နေရာတွေမှာဖြစ်တဲ့ငှက်ဖျားယောဂါတော့ဘာညာဒေတာမှာဖြစ်တဲ့ယောဂါတွေကူးလာတာမျိုးအဲ့တော့ခยีအရန်သွားရတဲ့တောက်ကြသားမိတွေကတော့ကျမ်းမာရေးနည်းနည်းဂယူဆိုင်ကမယ်နော်အများတန်းကားနဲ့သွားနေရတဲ့လူမျိုးတွေနော်ကုံသေးတွေခยีသွားပြီးတော့အလုလုရတဲ့အလုလူမျိုးတွေဟိုဘက်ဒီဘက်ယုံကိစ္စနဲ့အများတန်းခยีထွက်နေရတဲ့သူမျိုးတွေကျမ်းမာရေးပိုဂယူဆိုင်ပါကြံတဲ့လူကတော့အရန်ကြီးပူစရာမလိုအရန်ကြီးဆုံးနေတာမျိုးမရှိဘူးတခုတော့ရှိတယ်မတော်ဆထိခိုက်မှုကျမ်းမာရေးမဟုတ်ဘူးနော်မတော်ဆထိခိုက်လို့ကျမ်းမာရေးညံတာအဲ့တော့အက်ဆီဒန့်တို့ ကားပြိုင်မောင်းတာတို့ဆက်တွေပြိုင်မောင်းမနာတို့ဆက်ရန်ရရင်လည်းလုံနေရတဲ့ဆောက်လို့လုပ်ငန်းကွန်ရလူမျိုးတွေတို့เนาะဆက်ပီစီနဲ့လုံနေရတဲ့နိုင်ငံသားမှာလုံနေကြတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေเนาะဆက်တွေရန်ရရင်နိုင်ငံသားမှာလိုအပ်လူမျိုးဆက်တဲ့လက်ညက်တာတို့เนาะတတိလက်လွနမောနမဲဖြစ်တတ်တဲ့နှိမ့်ဖြစ်တဲ့အတွက်မတော်ဆဖြစ်တဲ့ကားဒီမှာဆိုလဲမိပြီးတော့ဗရိတ်နဲ့လီဘာမှားနေလိုက်တာမျိုးဆက်တွေမှာဆိုလဲတိုင်ပင်ရိုက်ပြီးဒီမှာဆက်ပြန်ကြတော့မယ့်အချိန်မှာလက်ပြန်မနှုတ်မိလိုက်တာမျိုး ယောဂါမဟုတ်ဘူးနော်အက်ဆီဒန့်ဓာရီကိုတောက်ကြသားမီဒီယာဂယူဆိုင်ဖို့လိုပါတယ်စနေသားမီဒီယာဒီနှစ်မှာအရင်ကြီးစိုးနေတဲ့ကျမ်းမာရေးအနေအထားမျိုးမတွေ့ရအောင်ဒါမဲ့ငံလုံးနဲ့အစားအသောက်ဆက်လုံးနဲ့အစားအသောက်တွေကိုတတ်နိုင်လောက်ရှောင်ပါတဲ့တတ်နိုင်လောက်ပင်လေစားတွေအရင်မစားပါနဲ့စနေသားမီဒီဒီနှစ်မှာနော်ဟော့ပေါ်တွေပါတယ်အရင်ကြိုက်တဲ့စနေသားမီဒီချင်းနေမကောင်းပါဘူးအဲ့ဒါ ਈ စားရင်ကျမရင်ညံပါတယ်ပင်လေစားရင်အရင်ကြီးမစားပါနဲ့ဆက်လုံးနဲ့ငံလုံးနဲ့အရင်ကြီးအရင်ကြီးမစားပါနဲ့ အဲတော့အရက်ပြင်းနေအရင်မတော့ပါနဲ့နော်အရက်ဆိုရင်တကယ်ကိုအကောင်းသားအရက်တော့တာတော့အရက်ပြင်းလုံးတဲ့အရက်တွေမတော့ပါနဲ့ကိုတောက်မဲ့ဘီယာပါညာဘူးဆိုတော့အကိုဟောများတဲ့ဘီယာတွေမတော့ပါနဲ့နော်တော့မကောင်းတဲ့ဘက်ကိုရွေ့သွားမှာမို့လို့နော်အဲ့ဒါလေးတွေသတိထားပေးပါစနေသားမီဒီယာပုံမှန်အားဖြင့်တော့ကျမကြီးရရင်မစိုးနေဘူးအဲ့ဒါလေးတွေတော့သတိထားဖို့လိုပါတယ်နော်ဒါကတော့ခဏနေသားမီဒီယာအတွက်ကျမကြီးကျွန်တော်ဒီမှာရေးနေတဲ့အကြံပြင်း ပြောပြတာဖြစ်ပါတယ်။နောက်ဆိုရင်တော့1080ကောင်မှာဘယ်သူတွေကြမ်းမှညံမယ်ဘယ်သူတွေကောင်းမယ်ဘယ်သူတွေဘလို့နေရမယ်ဆိုတာအကြံပြင်းသိသွားလောက်ပြီးထက်ပါတယ်။ခொနဲ့သားမိတွေအားလုံးနေကောင်းကြမ်းပါပြီ။ကြမ်းမကြီးကောင်းတာနဲ့အများအခြားစီးပွားရေးလူမှုရေးပညာရေးငွေကြေးတွေလည်းအဆင်ပြေနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။